ဒီလိုအခက်အခဲအတားအဆီးတွေကြားတဲ့ကနေသူမတို့ကိုတက်ကြွလှုပ်ရှားသူတွေဖြစ်အောင်ဘယ်အရာတွေကလှုပ်ဆော်ပေးခဲ့တာလဲဒီကလေးကပေါ့နော်ကိုကိုရန်ကြုံရတဲ့ခွဲခြားဆက်ဆံခံရမှုတွေရှိတယ်ပြီးတော့ကိုပတ်ဝန်းကျင်မှာမျိုးသမီးတွေမှာဖြစ်ပျက်နေတယ်ပေါ့နော်အာဒီခွဲခြားဆက်ဆံမှုတွေဖိနစ်ခံရမှုတွေအကျန်းဖတ်ခံရမှုတွေအများကြီးဟိုမြင်တွေ့ရတယ်မြင်တွေ့ရခြင်းဘာကြောင့်ဒါတွေဖြစ်နေရလဲဘာကြောင့်ဟို ငါတို့ကဒါတွေကိုခံဘက်ကကြည်ပဲဖြစ်နေရတယ်ပြီးတော့ဘာကြောင့်မလို့ကျမကျမကြောင့်အရင်လွတ်လပ်ချင်တယ်ဘာကြောင့်မလို့ငါမလွတ်လပ်နိုင်ရတာလဲဘာဖြစ်လို့ငါစိတ်ရှိတဲ့အတိုင်းမလုပ်နိုင်ရတာလဲပေါ့နော်အဲ့လိုမျိုးမျိုးကိုနေအမြဲတုတ်ခဲ့ရပေါ့နော်တဖြည်းဖြည်းနဲ့လေ့လာရင်လေ့လာရင်ねအော်ဒီအာယဉ်ကျေးမှုတွေကပိတ်ထားပါလားဒီဖူဝါဒကြီးစိုးမှုတွေကငါတို့ကိုပိတ်ထားပါလား အငါတို့ဒီလူမျိုးဒီခံရတဲ့သူတွေကကြီးဖြစ်အောင်တွန်းပို့ထားပါလားဆိုတာကိုသိလာတယ်ပေါ့နော်သိလာတဲ့အချိန်မှာစပြီးတော့ကျွန်မဒီဟာကိုစိတ်ပါဝင်စားပြီးတော့အဲကိုယ်တိုင်လည်းလေ့လာဖြစ်တယ်ဒီအဖွဲ့အစည်းတွေကလုပ်တဲ့ activity တွေမှာလည်းတွားပြီးတော့ join ဖြစ်တယ်အဲ့ကနေပြီးတော့ဒီစပြီးတော့လုပ်ဖြစ်ခဲ့တာပေါ့နော်เนาะကျွန်မပညာရေးတက်သူကကျောင်းဆရာမတယောက်ဖြစ်တယ်ပေါ့နော် ဆရာမတယောက်အနေနဲ့ကိုကအကြောင်းသားတွေအထူးသဖြင့်အထက်တန်းအကြောင်းသားတွေကိုတင်တင် जा ပြသပေးရမယ်သူဖြစ်တဲ့အခါမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးခြေအနေအရလည်းကျွန်တော်နဲ့သက်ဆိုင်တဲ့ကျွန်တော်လူငယ်တွေအကြောင်းသားတွေသိဖို့လိုတယ်သူတို့ကမိကုနေနီးလာမှာပဲဆိုတာကနေကျွန်တော်တို့ဒါလေ့လာဖို့ဖြစ်လာတယ်ဆရာမတယောက်အနေနဲ့တည်တင်တည်ထိုက်တဲ့အကြောင်းအရာတွေလေ့လာရင်းနဲ့မှဒီနိုင်ငံရေးလုပ်ငန်းတွေကိုစိတ်ဝင်စားရတယ်လို့ပြောလို့ရတယ်အထူးသဖြင့်အာကျွန်တော်တို့အနာဂတ်မျိုးဆက်သစ်တွေကိုတင် जा ပြသရတဲ့သူတယောက်အနေနဲ့ အနာဂတ်မျိုးဆက်ကဘယ်လောက်အရေးကြီးသလဲဆိုတော့ပို့ပြီးတွေးမိတယ်ပေါ့နော်ဒီနောက်ဆက်တွဲမှာဆိုရင်တော့နိုင်ငံရေးလုပ်ငန်းတွေပို့လောက်လာနိုင်ခဲ့တယ်အဲ့ချိန်မှာလူခွင့်ရေးဆိုတာကျမတို့ပို့ပြီးနားလည်လာတယ်လူခွင့်ရေးကိုနားလည်လာတဲ့အခါမှာလူသားအားလုံးရဲ့ဒဏ်ထူညီများမှုလူသားအားလုံးရဲ့ရပိုင်ခွင့်ဆိုတာကိုမြင်လာတဲ့အခါမှာကျမကိုယ်တိုင်အနေနဲ့လည်းလူငယ်တယောက်အနေနဲ့မျိုးသမီးတယောက်အနေနဲ့ရတဲ့ရထိုက်တဲ့အခွင့်အရေးဒါပြင်ကျမတို့မှာရှိရမယ်တာဝန်ဝတ္တရားဆိုတာတွေမှာကျမတို့ထည့်စင်စားလာမိတယ်ပေါ့နော်အဲ့တော့တက်ကြွပြီးတော့노ကြတဲ့နိုင်ငံရေးအသိစိတ်သက်ရှိတဲ့လူငယ် အမျိုးသမီးတယောက်ဖြစ်အောင်ဆိုတာဆွေးနွေးစဉ်းစားတဲ့အခါမှာအမျိုးသမီးခွင့်ရေးဆိုတာမြန်မာနိုင်ငံမှာအအထူးတလဲကိုပြောမှရမယ့်အနေအထားမျိုးဖြစ်နေတာကိုကျွန်တော်သွားမြင်ရတယ်အထူးသဖြင့်ဒီ2021နွေဦးတော်လှန်ရေးကာလမှာဆိုရင်အမျိုးသမီးတွေကိုအမျိုးသမီးဖြစ်လို့တတ်တတ်တဲ့တမင်တကာကိုအပြစ်မှတ်ထားပြီးတိုက်ခိုက်ချေမုန်းတာအာနောက်ဒီအလွယ်တကူပြစ်မှတ်ပေါ့နော် easy target ပေါ့နော်ဒီလိုပုံစံမျိုးနဲ့စစ်တပ်ကဒီအာဝါဒီတွေစစ်တပ်ဝါဒီတွေကအမျိုးသမီးတွေကို တိုက်ခိုက်တာတယ်ဒါတွေကိုမြင်လာရတဲ့အခါမှာပို့ပြီးတော့မှကာကွယ်မြင့်တရမယ်ဆိုတော့ပို့တိလာတယ်ပေါ့အဲ့တော့2021နေဦးတော်လိုင်းကလာမှာအမျိုးသမီးတွေကိုအာပြစ်မှတ်ထားပြီးတော့ရက်ဆက်စွာအာနိုင်ချင်းနှိပ်ဆက်တဲ့အရာကိုပံပြန်တဲ့အနေနဲ့ sister တို့ sister ဆိုရဲလှူရှာမှုပေါ်လာခဲ့တယ်ဒီ sister ဆက်လှူရှာမှုကနေမှာအမျိုးသမီးအရေးကိုဒီမှာပို့ပြီးတော့လိလာဖြစ်လာတယ်ပို့ပြီးတော့ပြောဖြစ်လာတယ်ပေါ့နော်အရင်ကဆိုလူခွင့်အကြောင်းရေဘူးရပြောနေရတာနေအမျိုးသမီးခွင့်ရေးဆိုတာတွေကို ကျွန်တော်ပြောလာနိုင်တယ်အဲ့ရနောက်ဆက်တွဲဆိုရင်တော့ကျွန်တော် feminism ပေါ့ feminism ရဲ့အကြီးမားကျယ်ပြန့်တဲ့စဉ်းစားချက်တွေဟာအမျိုးသမီးတွေအတွက်တည်းမဟုတ်ပါဘူး gender တွေအားလုံးအတွက်အကျုံးဝင်ခြုံငုံမိပါလားဆိုရယ်ဆွေးနွေးစဉ်းစားချက်ကနေမှစစ်စားကိုစစ်စားယနေ့အချိန်ထိအလုပ်တွေတွဲလုံနေတယ်လို့ပြောလို့ရတယ်ပေါ့နော်အလုပ်တွေတွဲလုံနေပါတယ်ကျမတို့ပြောကြဖို့လိုတယ်အမျိုးသမီးအရေးကိုအမျိုးသမီးတွေကိုယ်တိုင်ခမ်းမှပြောဖို့ကျမတို့မေးလျော့နေကြတယ်အဲပြည်သူတွေကိုအသိဉာဏ်ပေးဖို့အတွက်မေးလျော့နေကြတယ်မလုပ်နိုင်ဘူးဆိုတာကကျမတို့ကိုပြောရမယ်ဆိုရင်ဟို အစင်လာဘောင်ကြီးပေါ့နော်ဟိုးအရင်တည်းကရှိခဲ့တဲ့ရှေးဟိုးအစင်လာဘောင်ကြီးထဲမှာပဲသွတ်သွင်းခံနေရတယ်လို့ပဲဖြစ်နေတယ်ပေါ့နော်အဲ့ဒီအတွက်ဒီအရာတွေကကျမလုံရင်းကန်ရင်းတွေမှာကျမဘယ်လောက်ထိလိုအပ်တဲ့အရာလူဖွဲ့စည်းတဲ့အများကြီးလိုအပ်နေတယ်ဆိုတဲ့အရာဆိုတော့သိလာတယ်ပေါ့နော်အဲ့ဒီအတွက်ကျမဒီအလုပ်ကိုအဲ့ဒီ2012ကနေစပြီးတော့ gender ရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ခဲ့တာဒီနေ့ဒီချိန်ထိဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့ကျမဒီ gender ရေးကို media အဲတမားတယောက်အနေနဲ့အဲဆောင်ရွက်တဲ့အခြေအနေတွေမဟုတ်ဘဲနဲ့အမျိုးသမီးတက်ကြွအလှူရှားသူဖြစ်ပါ ကျမဟိုလှုပ်ဆောင်လာနိုင်တယ်ပေါ့ဒါတွေကလည်းဘာဖြစ်လဲဆိုပတ်ဝန်းကျင်တွေကျမတို့လူဖွဲ့စည်းမှာလိုအပ်နေတဲ့အရာတွေကလိုအပ်ချက်တွေပိုများလေလေကျမတို့ကိုယ်တိုင်ကလည်းလှုပ်ဆောင်ရတဲ့နှစ်ပဲပိုများလာလေလေဖြစ်တယ်ပေါ့နော်အဲ့ဒီအခြေအနေကြောင့်ဖြစ်ပါတယ်ရှင့်အဲ့ဒီတော့ကလုပ်ငန်းခွင်တွေမှာကအဲ sexual harassment case တွေရများတယ်ဒီ sexual harassment နေရအောင်လို့အဲ့လိုမျိုးလုပ်ခဲ့တာပေါ့အဲ့တော့ကတော့ဟိုအဲ feminist တို့ feminism တို့အဲ့လို gender တို့အဲ့ဒီဟာတွေအဲ့ရေးတွေဘာမှမသိဘူးပေါ့နော်အဲတုန်းကတော့အဲဒီကိုလုံးကြီးရဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒါမျိုးတွေဖြစ်နေရဖြစ်နေတဲ့အချိန်မှာကိုမမတိုင်လို့ရှင်ကိုကိုမဟိုဒါကိုမပြောဘူးပေါ့နော်ဒါကိုဟိုမတားဘူးဆိုလို့ရှင်တချိန်ကြာလို့ရှင်ကိုရှိကိုလည်းပြန်ရောက်နိုင်တယ်ကိုဟို ဟိုတကယ်လည်းအဲ့လိုမျိုး sexual harassment ကိုလည်းခံရရဲကွာအဲ့လိုမျိုးဆိုတော့အဲဒါကိုငါတော့လုံးဝဖြစ်မယ်ဒါကိုတော့အဲငါတိုင်တာတော့ဒီလိုမျိုးအဲ့လိုမျိုးတခုခုတော့ငါအေးယူရတယ်ဗျာဒါမျိုးတော့လုံးဝဖြစ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲကိုမလုပ်လို့ရှိရင်ကိုပါခံရမယ်အဲအဲအဲ့လိုမျိုးဒီတက်ဆိုရည်သူများရဲ့ကြုံတာရည်ကိုကြီးခံရမယ်အဲအဲ့လိုမျိုးကြီးပေါ့